မဲဆင်းမမှန်ပဲနဲ့ရွေးကောက်ပွဲဟာမှန်ကန်မျှတနိုင်ပါမလားဆိုပြီးပြောဆိုဝေဖန်မှုတွေရှိနေပါတယ်။အောင်ကသတင်းပေးပို့ထားပါရရှင်။စတမလစလီရဲ့နေ့မှာမြို့နယ်ရက်ွက်ရုံးတွေမှာမက်ဆင်းကိုဒုတိယကျင်ကျင်ညာခဲ့ပေမဲ့တည်တဲ့သူတွေပါရှိနေတာတွေနာမည်ဆင်းနှစ်ခါပါတာတွေနာမည်လွဲတာတွေကိုအများပြားရှိနေတာကိုမက်ဆင်းသွားရောက်ကြည့်ခဲ့တဲ့သူတအုပ်ကပြောကြားခဲ့တာပါ။ ကျမသမီးလေးနာမည်မိုးမြင့်ထွားမိုးမြင့်ထန်ဖြစ်နေပါလေရှင့်။သားနဲ့သမီးနဲ့မွေးမြင့်တက်ကြီးနဲ့မတ်ပုံရဲ့နံပါတ်၄ရွဲနေပါလေရှင့်။အခုဒုတိယချိန်လာကြည့်တဲ့အခါကျမှချွေးမန်ရဲ့နာမည်ရီရလည်းမားနေပါလေရှင့်။သူ့ရဲ့ဟိုကပေါ့အဖေအမီနာမည်ပေါ့ကျမရဲ့အဖေအမီနာမည်ကလည်းမားနေပါလေရှင့်။သမီးရဲ့နာမည်ပြီးကလည်းမားနေပါလေရှင့်။ပြန်လည်းပြင်ဆင်ခိုင်းတာပါလေ။ မက်ဆင်းကိုပထမကြိမ်မှာမပါခဲ့လို့ပုံစံသုံးခါကြီးနဲ့တင်ထားခဲ့ပေမဲ့ဒုတိယကြိမ်လည်းမပါခဲ့ဘူးလို့ပြောဆိုမှုတွေလည်းရှိနေတာပါမက်ဆင်းကအခုတည်းကမှန်မှန်ဘူးမက်ဆင်းမမှန်မဲနဲ့ကျွန်တော်တို့ရွေးကောက်ပွဲဘယ်နဲ့လို့မှန်နိုင်မလဲတရားမျှတနိုင်တယ်ဆိုတာဘယ်နဲ့လို့ဖြစ်နိုင်မလဲအဲ့ဒီပဲရှုတော့ကကြည့်မယ်ဆိုရင်တော့ကျွန်တော်တို့ဒါနိုင်ငံသားတကူရဲ့ရပိုင်ခွင့်ကိုကျွန်တော်တို့မဖော်ဆောင်နိုင်ပေးမဖော်ဆောင်နိုင်ဘူးဆိုရင်ဒါ ဒီမဲပေးခွင့်နိုင်ငံသားတို့ရဲ့မဲပေးခွင့်ကိုပိတ်ပင်သလိုဖြစ်သွားမယ်။မက်ဆင်မာတာတွေဟာကွန်ပျူတာဆော့ဝဲကြောင့်ဖြစ်ကောင်းဖြစ်နိုင်လိမ့်မယ်လို့ချမ်းမြတာစီမျိုးနဲ့ထွေထွေအုပ်ချုပ်ရေးမှုကပြောဆိုပါတယ်။မက်ဆင်မာရွင်တာကိုမှတ်စင်တမ်းမှတ်ထားပြီးပြင်ဆင်ပေးမယ်လို့မျိုးနဲ့ထွေထွေအုပ်ချုပ်ရေးမှုကပြောပါတယ်။ဒီမှာမဲဆင်နဲ့မှာပါတဲ့လူတိုင်းကကိုမဲဆင်နဲ့လာကြည့်တင်တာပေါ့။လာကြည့်နေတယ်ဆိုလို့ရှိရင်သူတို့နေတာကကိုကောင်းတာပေါ့နော်။ဒီကရကြီးကွန်ဖြစ်နေထားရတယ်။ကြာဘုတ်ပြင်ပြလို့ရတာပေါ့နော်။ ဒါကြည့်ကြည့်ပါမယ်ဒီတက်မှတ်ထားတာလေ14ရက်ကနေပြီးတော့28ရက်ဖြစ်တဲ့အဲ့အတွင်းကိုလာလာကြည့်မယ်အဲ့အတွင်းမှာပြင်လိုက်ရင်ဘာမှပြဿနာမရှိပါဘူးမန္တလေးမြို့မြို့နယ်ရက်ွက်ရုံးမှာမက်ဆင်းကြီးညာရမှာမက်ဆင်းတွေမောင်းရမှုတွေများပြားနေတာကိုမက်ဆန်တာပြည်သူလူထုတွေစိုးရိမ်မှုတွေရှိနေတာပါမက်ဆင်းမောင်းရမှုတွေကိုသက်ဆိုင်ရာကော်မရှင်ရုံးခွဲတွေမှာစတင်မာလာ28ရက်နေ့နောက်ဆုံးထားပြီးပြင်ဆင်ကြရမှာဖြစ်ပါတယ်ဒီတစ်ခေါက်မစင်းရင်မှနာမည်စင်းရင်မပါဝင်ရင်ပုံစံတော့နဲ့လျှောက်ထားကြရမှာဖြစ်ပြီး ေဆုံးတဲ့သူတွေပါဝင်မပါဝင်တဲ့သူတွေပါနေရင်ပုံစံလေးနဲ့ဖြစ်စေအချက်လက်တွေမှောက်ရင်းနေရင်ပုံစံလေးကားငယ်နဲ့ရှောက်ထားကြရမှာဖြစ်ပါတယ်ဒါဟာနောက်ဆုံးထုတ်ပြန်တဲ့မက်ဆေ့င်းဖြစ်တာကြောင့်အသက်18နှစ်ပြည့်သူတန်းလာမယ့်ရွေးကောက်ပွဲမှာမပေးနိုင်အောင်မက်ဆေ့င်းတွားရောက်ကြည့်ရှုကြဖို့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့နိုင်ငံရေးပါတီတို့ကတိုက်တွန်းနေကြပါတယ်ခင်ဗျာကျွန်တော်အောင်အောင်ပါ